အားလုံးမင်္ဂလာပါခင်ဗျာယနေ့9ရက်4လ2025ရက်နေ့စစ်သတင်းနေရာဖြစ်ရဲသုံးဘော်ရဲ့စစ်သတင်းလေးနဲ့စတင်လိုက်ကြအောင်ဗျာလက်ခံမလားလက်မခံဘူးလားတော့မသိတော့ပါဘူးဗျာတမတော်ထုံဆန်အရာတခုခုတော့ခံရကနီးနေပြီနော်စစ်သတင်းတွေက သိမဟုတ်တော့ဘူးလုံတုံးဂိုင်းတုံးတွေမို့အာဇေထဲထားသလိုရဲသုံးဘော်ဘက်ကငြိမ်နေခဲ့တာပါဒါကလည်းအကြောင်းတရားတွေရှိနေလို့ပေါ့ ဧပြီ6ရက်နေ့မှာကသာမြို့အထွတ်ကျက်စုချံရခိုင်အမိုက်ပုံဟောင်းဘက်ကိုညနေနေဝင်ခန်းဤအချိန်ဖောကား၄စီနဲ့ဗတယ်လည်းမဟုတ်၊ကီယာလည်းမဟုတ်တဲ့အကောင်တွေရောက်ရှိလာပါတယ်။အမျိုးမျိုးသုံးသက်နေကြတာပါချင်းအစုပ်တွေဖြစ်ဖို့များပါတယ်။ဟော်လုတ်ဒီလုံနဲ့မနေ့ည၈နာရီလောက်မှာအင်းတော်တက်မနဲ့ကသာမြို့ဆောင်တက်တို့အဆက်အသွယ်ပြတ်တော့ကုန်ပါတယ်။အင်းတော်ဘက်ကမိမိအမာခံထံကရရှိတဲ့သတင်းကတော့ အင်ဒိုဘက်ကနာမည်ကျော်ဂျပန်လှိုင်းကူရန်သူတန်ကြောက်သွားပြီဆိုပါလားခမညာခက်တော့ခက်နေပြီလေဂျပန်လှိုင်းကူကလွယ်လွယ်နဲ့တော့မကြနိုင်တာမို့တရင်အစင်တန်းကိုဂါမင်းဆောင်သုံးဖြစ်တာသတ်မှတ်ပါတယ်အေရီယာကွန်မန်ဒါရီအနေနဲ့မပေါ်ဆသင့်ပါဘူးခမညာရဲသုံးပေါ်အနေနဲ့မြေပြင်အနေထားကို သုံးသက်တင်ပြရရင်အင်ဒိုကဂျပန်လိုင်းကူစကားအလုံးစုံရန်သူလက်ကိုမကြောက်ရောက်နိုင်သေးပါဘူးသုံးသက်ပါတယ်ခင်ဗျာ ရန်သူဘက်ကတော့တက္ကသိုလ်ဝန်ထမ်းစံပွဲပြီးချိန်လောက်မှာကတားမျိုးသိမ့်တိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်းဂျိုတင်ဒရင်လင်ထားတာကလည်းရှိနေတာကိုမမေ့သင့်ပါဘူး။နေမြေကန်စစ်ဗျူဟာမှုဗာဆက်လုံမှာလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလို့နေပါတယ်။ကက်မလူစစ်ဗျူဟာမှုကတော့ငပြောတိုင်းဇင်နဲ့ဘောခွင်ဘက်ကိုပြည်သူစစ်အကူအညီနဲ့နေမြေရှင်းနေတာအတော်ခီးရောက်နေပါတယ်။ ကနမျိုးရင်းကို အစင်းမစီစီပဲဒီအတိုင်းဆက်ထားရင်တော့ကီယာနဲ့ဗရတ်နဲ့ချင်းစုပ်တွေကအင်အားထောင်ချီစုဖွဲ့ထားပြီးမို့ကနစစ်ဗျူဟာမူကြီးခမရ I hope for the bad but look for မစင်းစားပါနဲ့အစိုးဆုံးကို ရင်ဆိုင်ဖို့အသင့်ပြင်ထားတဲ့မှာကြောင်းစေရနာရှိထားပြီးလေးစားစွာ တင်ပြအပ်ပါတယ်ခမရ Good luck ကသာအားလုံးကို လေးစားယူသေးစွာဖြင့်ရဲသုံးပေါ်2025 April 13ရက် ဟုတ်ကဲ့နောက်ထပ်သတင်းကလည်းချီလင်းစစ်တီဘိုစောရေးသားတဲ့2025ဧပြီလ18 19:20သတင်းလေးပါတမတော်ရဲ့ဂုံတမ99ရဲ့ဂုံခလာရ10တရင်ရဲ့ဂုံကိုစွန့်ရီတတိဆိုင်ရာဘွဲ့တရီများမရရှိလိုက်တော့လဲမထင်မရှားကြာဆုံးခဲ့ရသောတမတော်သားအပေါင်းကိုဒီပုတ်နဲ့ဂုံပြုတ်အပ်ပါတယ်တရက်စီ23အင်းတငါဘူကြောကြောထွန်းမှာ နောင်တွင်ရကရဒုတိုင်မူပြည်ရေးဒုဝန်ကြီးမြန်မာနိုင်ငံရဲချုပ်ငိမ့်တောင်များထမ်းဆောင်ခဲ့သူဖြစ်ပါတဲ့ခမယာဘုဇွန်အရာကြီးဖြစ်အောင်စွမ်းဆောင်ပေးခဲ့သူ အလုတ်တင်ငမတရေးဘူကြီးခင်မောင်အေးမှာနောင်တွင် ပလော့တရင်မူဒုဒုတိယဘုံမူကြီးငိမ့်ဖြစ်ပါတယ်ခမယာဂျေဇူးကြီးလာပါတယ်ခလာရ10တရင်မူဘုံမူကြီးတန်းအောင်ပါဝင်တိုက်ဝဲဝင်အရာရှိစစ်သည်များအလုံးကို အစင်သရိယလေးစားလျက်ပါခမယာ တမ99လောက်ခံတရင်10ရင်းဖြစ်တဲ့ခလာရ3ခလာရ4ကချင်လေးခလာရ9ခလာရ9ခလာရ10ခလာရ12ခလာရ73ခမရ103ခမရ109အဲ့ဒီတရင်တွေနဲ့ရှမ်းမြောက်တကွင်လုံးကိုပတ်ပြီးဘာကမ္ဘာ GNA PSL SSA သဘုံတွေကို99နင်းနင်းချေမှုန်နိုင်ခဲ့တာကို ပြန်ပြောင်းသတိရလာမိပါတယ်ဗျာ ဓမ္မ90ကိုဓမ္မမူကဘုံမူကြီးညံလင်းဒုဓမ္မမူကဘုံမူကြီးကျော်ဗျမျိုးကမှုတွေကဘုံမူကြီးသူရကျော်ကျော်ချူဘုံမူကြီးအုံးမြင့်ဘုံမူကြီးဝင်းစော်ညွန့်တို့ကိုလည်းပြန်တရိယလာမိပါတယ်နွားတွေလိုပဲမိုးလေးညွတ်ရင်ခြေတိုင်ကို လွမ်းတက်သလိုပေါ့ဗျာကျောအသက်60နှစ်ရှိပြီဓမ္မ90ခုနဲ့ခန်းလိုက်ရ10ခုတော့တည်တဲ့အထိဘယ်တော့မှမမေ့နိုင်ပါဘူးဗျာ တငယ်ကြီးရဲဘော်ရဲဘက်တွေအရာရှိတွေကိုနှစ်စဉ်အပီလ9ရက်10ရက်17ရက်နေ့ရောက်တိုင်းပြန်တရိယလာတတ်ပါတယ်လို့ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျအားလုံးကိုလေးစားယူသေးစွာဖြင့်ခြေလျင်စစ်တီဘူစော2025 April 8 19:20ဟုတ်ကဲ့နောက်ထပ်တင်ပြနေတာလဲရဲသုံးဘော်ရဲ့2025 April 9ရက်နေ့16:45မိနစ်သတင်းလေးပါ အင်းတော်ဂျပန်ကိုစကန်းကြာသွားတဲ့ဖြစ်စဉ်မှန်ကိုခမရတို့သိကြရင်မျိုးလုံးပြူးသွားကြလိမ့်မယ်ဗျကျုပ်ကတော့ရှင်းရှင်းပဲတင်ပြတတ်တယ်ရန်သူကတက်မတော်ထက်ကိုပိုပြီးတော်နေလို့လားဒါမှမဟုတ်ကိုရီဘက်ကညံ့နေကြလို့လားဆိုတာပြန်ဆန်းစစ်ဖို့တော့လိုလားပါပြီဗျဖုံးမရဖိမရဖြစ်စဉ်အမှန်တွေလူမှုကွန်ရက်စာမျက်နှာထက်မှာမကြာခင်ပေါ်လာပါတော့မယ်တော့ရှင်းနေလိုက်ကြပုံများကတော့မိုင်းကုန်ပဲမွန်ကရင်တွေလည်း30ကယူ300ရင် မခိုင်းရင်ကျိုးပဲပေါ့ဗျာကိုလည်းတပကဂွင်ဘက်မှာရန်သူအင်အားတောင်းချီသတင်းပေါ်နေတာကိုသတင်းပို့ပေးနေပါတယ်တပကဂွင်မှာပါအလားတူဖြစ်စဉ်ထပ်ဖြစ်ရင်တော့ခမားတို့အရေးချင်းတွေကို ပြန်လဲဆက်စစ်ကြည့်ကြဖို့လိုနေပြီဆိုတာမိမောင်ထုတ်ပြနေသလိုဖြစ်မှာအမှန်ပဲပြုတ်ကြုတ်ကျက်လိကြပါဦးဗျာအမြင်မတော်စင်တော်နဲ့ခလောက်ပါလားစစ်ကိုစစ်နဲ့တူအောင် မတိုက်တတ်ရင်လဲစီဗလင်းခါမှသာချိန်ထားလိုက်ကြတော့ဗျာ စစ်တိုက်တသောစစ်တိုက်တော်သောစစ်တိုက်ရင်သောစစ်သားစစ်စစ်စစ်ဘိုလ်စစ်စစ်များကိုသာအလိုရှိပါကြောင်း အားလုံးကိုလေးစားယူသေးစွာဖြင့် ရေးသုံးပေါ2025ဧပြီ9:45မိနစ်ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့စကိုင်းတိုင်းတမှုဒေသနဲ့ဆက်စပ်နေတဲ့သတင်းလေးပါရှိရလေလာ2025ရည်မနေ့ကတမှုပန်းသာစကန်နာကို ဗဒန်နဲ့ကီယာအဆုပ်ပလုတ်တွေလာရောက်ချင်းကပ်ခဲ့ပါတယ်ဒီလိုချင်းကပ်လာတာကိုမိမိတတ်မတော်ကင်းမုံဆန်းကတွေးရှိ ပြစ်ခတ်ရှင်းလင်းတဲ့အခါမှာတော့ဗရက်၃လုံးနဲ့တနတ်နှစ်လက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြရင်းတဲ့သတင်းကတော့ဗမော်နဲ့ဆက်ဆက်တဲ့သတင်းလေးပါယနေ့9ရက်လ2025ရက်နေ့မှာပြည်သူတွေဘလောက်ပဲဒုက္ခရောက်နေပါစေရုံမှာကောက်ကြည့်မြဲဖြစ်ကြတဲ့ KNAA နဲ့ဗရက်အစုတ်ပြတ်အကြမ်းဖက်တွေကဗမုံမျိုးတဲကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေဆက်ဖြစ်ပါတယ်။ယမနစ်ညာပိုင်း16နာရီ9မိနစ်အချိန်ကဗမုံမျိုးရင်းကိုလက်နက်ကြီးတွေနဲ့လည်းပြစ်ခတ်ခဲ့တာကြောင့်ပြည်သူများရဲ့နေအိမ်အဆောက်အဦတွေမီးလောင်ပျက်စီးခဲ့ရကြောင်းပါခင်ဗျာ။ဟုတ်ကဲ့အခုနောက်ထပ်တင်ပြခြင်းနဲ့ဆောင်းပါးကတော့ ဆရာမိုးတင်းစီရန်ကုန်တက္ကသိုလ်ရေးသားတဲ့အခင်းအကျင်းတွေနဲ့အကန့်အတော်ရဆိုတဲ့ဆောင်းမရဲ့အခန်းနှစ်ဖြစ်ပါတယ်အချင်းချင်းမသိမမြတ်အောင်ရန်တိုက်ပြီးပြီးတီးကြစီ ဖြစ်သွားမှဂျားကအကျိုးဆောင်လုံနေရယူတာမသိတော့ပါဘူးတရုတ်ရဲ့သဘုံကိုထောက်ပံ့လိုက်ဖီအားပေးလိုက်အစွန်းရကိုဖီအားပေးလိုက် ထောက်ပံ့လိုက်ဆိုတဲ့မီဇာတစ်ဖက်ရင်မုတ်တစ်ဖက်မူကိုမကြိုက်ဘူး နိုင်ငံတကာဥပဒေအတိုင်းတရားဝင် နိုင်ငံနဲ့သာတည်တတ်နဲ့ဆက်ဆံဖို့ကြိုးစားသင့်တယ်လို့ခံယူတယ်။ကိုနိုင်ထောက်ပံ့အားပေးပြီးမြန်မာနိုင်ငံတစစီဖြစ်မှ ဖြစ်တဲ့နေရာမှာရှိတဲ့သူနဲ့ပေါင်းပြီးအောက်စည်းနဲ့လုပ်မယ်ဆိုတဲ့ပုံမျိုးဖြစ်နေတယ်။ကိုရီးယားအမြင်ကတရုတ်က BRI လမ်းကြောင်းမှာမြန်မာအစိုးရအာဏာမသက်ရောက်တဲ့နေရာတွေဖြစ်အောင်လက်ဝေခံမြောက်သုံးဘွဲကို ထောက်ပံ့ပေးပြီးသိမ်းယူစေတယ်။ တစင်နှစ်ခုကြာဖြန့်ဆိုတာက operation လုပ်ဖို့အတွက်ခေါင်းစဉ်ပါပဲဒရုန်းတွေနဲ့ပအဝင်ကူညီပြီးဒရုန်းတံပြန်စစ်ဆင်ရေးလေ့ကျင့်တာတောင်းအာဆီယံနိုင်ငံတွေနဲ့လေ့ကျင့်ပြီးမြန်မာကိုမခေါ်ပါဘူးရည်ရွယ်ချက်ကမူဆယ်မန္တလေးလမ်းတလျှောက်ကိုကံ့ရဲ့ပလောင်ရဲ့မြို့တွေတင်ထားအေကရခိုင်ကြောက်ဖြူရမ်းပြဘက်ကိုတင်ထားငါကမြန်မာအစိုးရစီကအခွန်80တောင်းပေးမယ်80ရာခိုင်နှုန်းတောင်းပေးမယ် နောက်ပိုင်းငတ်စီမွားရေးလမ်းကြောင်းကိုကာဝယ်ပေးထားလို့အကွက်ချထားတာမူဆယ်လားရှုကိုမြန်မာအစိုးရလက်အောက်မှာပဲထားပြီးနေဆက်ကုံတွေရေးကိုပုံမှန်ပြန်လုပ်နေမယ်ပေါ့အဲ့လိုစီစဉ်လာလို့ယူဆတယ်ဒါကြောင့်ကိုခိုင်သိန်းဒီတီဘော့ကြောင်မဲနောင်ချူကို ကိုကန်းနဲ့ပလောင်တွေတင်ထားတာဘိုင်နန်အစိုးရရဲ့အမေရိကန်နိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူဂျိတ်ဆူလီဗန်က မြန်မာလက်နက်ကိုင်ရီကို UNG ကတဆင့်ငွေကြေးထောက်ပံ့ပေးမယ်လို့ပြောင်းပြောပြီးမြောက်သုံးဘက်ကိုဒေါ်လာနဲ့မွေးလိုက်တယ်။အဲ့ဒီမှာမြောက်သုံးဘက်ကအစီအစဉ်နဲ့မပါတဲ့လာရှုမျိုးပါသိမ့်လိုက်ပြီးတရုတ်ကိုပါပြန်ကစားလာလို့အစီအစဉ်တွေပြတ်ကုန်တာ entry point check point ဖြစ်တဲ့မူဆယ်လာရှုကိုအစိုးရကအစိုးရလက်အောက်မှာပဲထားတာကလည်းအကောက်ခွန်လုံထုံးလုံကြီးတွေကုန်သွယ်ရေးလုံထုံးလုံကြီးတွေကို လက်နက်ကင်သဘုံတွေမလုတ်တက်ဘူးဒါရီကိုရီတွေးမိတဲ့30နှစ်ခွန်ဇလန်းတစ်ခုပါပဲမြောက်သုံးဘွယ်ထဲမှာရခိုင်ကတခြားအဖွဲ့တွေနဲ့မတူဘဲ confederation ထက်မနိုင်နဲ့မျောလင်းချက်ရှိတယ်လို့ဖွင့်ပြောထားတယ်အဲ့ဒီမျောလင်းချက်ဖြစ်အောင် AA တို့လုံနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ပုံမှန်ဆိုခက်ခဲမှာဖြစ်ပေမဲ့ AA တို့ကိုအနောက်နိုင်ငံတချို့ကကာကွယ်ထောက်ပံ့ပေးထားလားဆိုတဲ့တန်တရားတစ်ခုရှိတယ် ရခိုင်အေအေတို့စစ်ရာဇဝမှုအများကြီးကျွလွန်ထားပြီမဲ့အနောက်နိုင်ငံတွေဘာမှအသံမထွက်တာပုံမှန်မဟုတ်ဘူးထူးခြားထူးဆန်းပြနေပါတယ်အေအေတို့ကဗမာတွေအပေါ်တွေမကဘူးထွက်ပြေးသွားတဲ့ဘင်္ဂလီတွေအပေါ်မှာတောင်စစ်ရာဇဝမှုတွေလုပ်တယ်မြန်မာနိုင်ငံဘာဖြစ်ဖြစ်အနောက်နိုင်ငံတွေကယူမဆိုင်ဘူးထွက်ပြေးသွားတဲ့ဘင်္ဂလီတွေကိုထိရင်ကိုမိဘကိုထိသလိုနာရတဲ့သူတွေအ탄တိတ်နေတာ ထူးဆန်းပါတယ်မြို့တွေသိန်းတော်မှာအေအေတို့ရခိုင်လူမျိုးတော်တော်များများဆုံးရှုံးခဲ့ရသလိုတချို့ရံမြဲတို့ကြောက်တော်တို့လိုမျိုးတွေပျက်စီးသွားရတယ်ရခိုင်ပြည်နယ်ကပလောင်ကိုးကန်သိမ်းထားတဲ့နယ်မြေတွေနဲ့မတူသလိုစီးပွားရေးလုပ်ငန်းလည်းမများဘူးတယန်ဇာတလည်းပင်လည်းပဲရှိတယ်ကံယူရန်ဒေသဖြစ်ပြီးကုံတော်ရေးလမ်းကြောင်းလည်းများများဆဆမရှိဘူးအခုတရုတ်ရဲ့ကြောက်ကျူစီမံကိန်းတစ်ခုသာဖြစ်လာမှရှိတယ် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ဘင်္ဂလီတွေအရေးလဲရှိပြီးအဲ့ဒီလူတွေနဲ့စီရေရောနိုင်ငံရေးရောအေအေတို့ရင်ဆိုင်နေရတယ်ရခိုင်တပြည်တော်အဖြစ်လုံးမှာကိုလက်မခံလို့စစ်ဆက်တိုက်ရင်ရေရှည်မှာအေအေတို့အခက်တွေ့လိမ့်မယ်အေအေစစ်တိုက်ဖို့ဘတ်ဂျက်ကမွေးရေးစေဝါကအဓိကရနေတာကြာရင်ရခိုင်ကမွေးရေးစေဝါကို ကိုယ်တိုင်နဲ့သုံးပြီးစေဝါအတွက်လဲပြန်လဲရောင်းချတာမျိုးဖြစ်လာလိမ့်မယ်ဈေးနှုန်းနှစ်သွားပါလိမ့်မယ် မြောက်သွဲကအစတော့ငါရည်ရွယ်ချက်တစ်မျိုးဖြစ်ပြီး PDF တွေကို ခိုင်းလို့ရလို့မမျော်လင့်တဲ့အောင်မြင်မှုတွေမြန်မြန်ရလိုက်တော့လောဘအတော့မတတ်နိုင်ပဲမျော်လင့်ချက်တွေပူပူများကုန်လာအစက30 80ဆိုတာနဲ့စလာအခုတော့ TNL ကပြီးနေလိုချင်တယ် AA က concentrate လိုချင်တယ်ဖြစ်လာတယ်ကိုကန့်ကလည်းလာရုပ်ကိုအပိုင်သိမ့်ဖို့ရည်ရွယ်ပြီးအထုဒေသတက်လက်အောက်ထည့်ထားတာ ဖီအားများလုံးလို့နောက်ပြန်ဆိုးရတာတရုတ်ကသဘုံတွေသိမ်းထားတဲ့နေရာတွေမှာသဘုံကိုအောက်ဈေးပေးပြီးအလုပ်လုပ်မှာပဲအဲ့ဒါစီစဉ်ထားတဲ့ကိစ္စပါမြန်မာပြည်တွင်းမှာ တရုတ်လုပ်ရက်ကို ဖော်ထုတ်ပြောဆိုလာလို့တရုတ်ဘက်ကအခြေအနေစောင့်ကြည့်နေပြီးအရှိန်တက်အစီအစဉ်ပြောင်းလိုက်ရတာတရုတ်ကရှေ့တွမလားနောက်ဆုံးမလားသူကိုယ်တိုင်ဝေခွဲရခန့်နေပုံရတယ်ဒါကြောင့်ဂုတိပြတ်သားတဲ့သဘောထားမထွက်လာသေးဘူး အခုတော့သူ့လုံခြုံရေးတွေကိုယ်တိုင်ကြောက်ဖြူကို လာကာွယ်တဲ့ plan B စလာတယ်တရုတ်လုံးတင်တာ သူ့လက်ဝေကံမြောက်သုံးဘက်ကို လုံးဝအသုံးမပြုတော့ပဲလက်နဲ့ဖြုတ်သိမ်းတဲ့အထိလှုပ်ပြီးမြန်မာတရားဝင်အစိုးရနဲ့သာ အစင်တန်းရှိရှိ အလုတ်လုတ်သွားဖို့ဆောင်ရွက်တင်တယ်မြောက်သုံးဘွဲကိုလက်နဲ့ဖြတ်သိမ်းတဲ့အထိ PRB လှုပ်ဆောင်နိုင်ရင်တရုတ်တို့ကိုမြန်မာပြည်သူတွေသဘောကျနှစ်သက်လာပါလိမ့်မယ် ်ဆက်ပါဦးမယ်မိုးတက်ရန်ကုန်တက္ကသိုလ်ကိုရဲ့လေးလ2025ဗုဒ္ဓဟူးနေ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားဖို့အထူးပဲမြစ်တယ်ရက်ခံပန်ချမ်းအပ်ပါတယ်ခင်ဗျာ